ကိုရောပောတန်ပအိုလူငယ်အစီယုံ BYO ရဲ့ဒုဥက္ကဋ္ဌခွန်ဦးနဲ့ချင်းမိုက်မျိုးကိုရောက်လာတဲ့ရွှေပြောင်းအလုတ်သမားတွေဂရိနီစိတ်ပေးလျှောက်လူငယ်တွေလည်းတဲရောက်ခဲ့ကြပါတယ်ဧပြီလ10ရက်နေ့ကိုကရင်အမျိုးသားနေ့အဖြစ်2000ပြည့်နှစ်မှာသတ်မှတ်ခဲ့ကြပြီး2000ခုနှစ်ဧပြီလ10ရက်နေ့မှာပထမဆုံးအကြိမ်ကျင်းပလာခဲ့ရာကနေအခု2025ခုနှစ်ဧပြီလ10ရက်နေ့ဟာ25ကြိမ်မြောက်ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေ။နောက်တစ်ပတ်ဒီလိုချိန်မှာစောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်အစီအစဉ်ကိုရက်နာခွင့်ပြုပါရှင်။ င်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲတက်ပါ DVB ရောမြင်တိုင်းကြားရဲ့နေ့လယ်နေ့ပိုင်းအချိန်ရရှိထားတဲ့သတင်းတွေကိုဓာတ်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံသတင်းတွေငလင်းနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြမှာပါခင်ဗျာမြန်မာငလင်းဘေးအတွက်အကူအညီပေးဖို့လာတဲ့အိန္ဒိယလေတပ်လင်းရင်ဒဇင်ဟာစိုက်ဘာတိုက်ခိုက်ခံရတဲ့အကြောင်းကာကွယ်သတင်းရှင်းမြစ်တွေကိုကူကပ်ပြီး India Today သတင်းမှာဧပြီလ13ရက်နေ့ကဖော်ပြပါဗျာ ဒါဟာအိန္ဒိယအစိုးရရဲ့ Operation Brahma ကယ်ဆယ်ရေးမစ်ရှင်အနေနဲ့ C130J လေယာဉ်တပ်ဟာမြန်မာနိုင်ငံအပေါ်ဖြတ်ကျော်ပြန်တန်းချိန်မှာဂျိုတုအခြေခံကမ္ဘာတည်နေရာပြစနစ် GPS အတုရောင်တွေနဲ့စိုက်ဘာနဲ့တိုက်ခိုက်ခံရလို့ဆိုပါတယ်။ GPS အတုရောင်ကတော့စနစ်တွေကိုရှုပ်ရှက်ခတ်စေဖို့အချက်ပြမှုအတုတွေနဲ့အစစ်မှန်ဂျိုတု data ကိုအစားထိုးတဲ့စိုက်ဘာတိုက်ခိုက်မှုအမျိုးအစားတစ်ခုဖြစ်ပြီးအချိန်နဲ့တပြေးညီ coordinate တွေကိုပြောင်းလဲစေတဲ့အပြင် လေရင်ရဲ့ပြန်တမ်းမှုအလဲအလက်လမ်းပြစနစ်ကိုလွှဲမစေတယ်လို့လည်းပြောပါဗျ။ဒီအချိန်မှာတော့အိန္ဒိယလေတပ်လေရင်မှုတွေကမြမလေးပိုင်းနဲ့အတွင်းကနေဘေကင်းစာသွားလာမှုတည်ကြဲစေအတွက်တိကျတည်ကြတဲ့အတွင်းပိုင်းသွားလာမှုစနစ် INNC ချက်ချင်းပြောင်းနိုင်ခဲ့တဲ့အကြောင်းလဲကာကွယ်ရေးသတင်းရှင်းပြတွေကပြောပါရခင်ဗျာ။ငလင်ကြောင့်ဒေါအောင်ဆန်းစုကြည်ထိခိုက်မှုရှိမရှိခိုင်လုံတဲ့သတင်းမရသေးပဲ။ သတင်းအမှောင်ချခံထားရတယ်လို့အကျဉ်းထောင်တဲ့နေဆက်သူတွေကပြောပါတယ်။သုတချမ်းသာပြဖို့ထားပါတယ်ခင်ဗျာ။နိုင်ငံတော်ဤတိုင်မငံပုဂ္ဂိုလ်တော်ဆန်းစုကြည်ဟာမတ်လ28ရက်နေ့ကလှုပ်ခွက်ခဲ့တဲ့ငလင်ကြောင့်လက်ကျိုးပြီးထိခိုက်မှုရှိခဲ့တယ်လို့ April 17ရက်နေ့မှာသတင်းတွေထွက်ပေါ်ခဲ့တာပါ။နောက်ရက်မှာတော့ထိခိုက်တဲ့သတင်းဟာမဟုတ်ပဲကျမကြီးကောင်းမွန်တဲ့ဆိုတဲ့သတင်းတွေပြန်ထွက်ပေါ်ခဲ့ပါတယ်။ နေပြည်တော်အချင်းချောင်းနဲ့နှီးဆက်သူတွေကတော့အဲ့ဒီတည်နှစ်ခုစလုံးဟာခိုင်လုံမှုမရှိပဲတောင်ဆန်းစုတီထိခိုက်မှုရှိမရှိဆိုတာစုံစမ်းလို့မရပဲတည်အမှောင်ချခံထားရတဲ့အခြေအနေသာဖြစ်တယ်လို့ဆိုပါတယ်။ကြတော့မီးကြတော့အဲ့ဒါလေသတိတီကြတော့မဟုတ်ဘူးဟိုအတီးကြဘာမှမဖြစ်ဘူးပဲဒီကကြတာမီးလောက်ပဲကမ္ဘာကြီးပြောလို့ဖြစ်မှာတူတူမာကနိုင်ငံသားနဲ့ပတ်သက်တဲ့ဘဝမရှိဘူးဆိုတော့ဥပဒေကိုလုံးတဲ့ကမ္ဘာ ကိုင်းနေသူတွေကိုမူတော့ပြောရင်ဥပဒေရပြောရတယ်။နိုင်ငံတွေလွဲလို့ပါကျွန်တော်လည်းအတိအကျကိုမရောက်ဖြစ်နေတယ်။ကျွန်တော်တို့သိနိုင်တဲ့သူတွေတော့လည်းအဲ့ဒါမှမထားတော့ဖြစ်နေတယ်။အရင်ကတော့လည်းဆက်သွယ်ရပါသေးတယ်။ ီအခြေအနေနဲ့ပတ်သက်လို့စစ်ကောင်စီသတင်းပညာရေးတောင်းငံဗိုလ်ချုပ်စောမင်းထွန်းကိုအခြေအနေဆက်သွယ်မေးမြန်းခဲ့ပေမဲ့တုံ့ပြန်ဖြေဆိုတာမရှိခဲ့ပါဘူး။ဒေါ်စန်းစုကြည်ကိုထိန်းသိမ်းတဲ့နေရာမှာထားတဲ့ဝန်ထမ်းတွေကိုစစ်ကောင်စီကနေရာပြောင်းရွှေ့ထားတယ်လို့အကျဉ်းဦးစီးတာဝန်ရှိသူတွေကိုပြန်ပနဲ့သတင်းဆက်သွယ်ပြောဆိုခွင့်ကိုလည်းကန့်သက်ထားတာကြောင့်အခြေအနေမှန်ကိုသိရဖို့ခက်ခဲနေတာပါ။ဒီကနေ့တော့အဲ့ဒီစစ်တပ်သွားတဲ့လူကြတာပါ။ အရင်ကတော့ညောင်းကဌာနလေးနေနေတဲ့ဒီနေ့ပတ်သက်လို့တို့ကကျွန်တော်ကခေါင်းဆောင်အစီအစဉ်တွေပြောပေးတယ်အခုကျတော့အရင်ကဌာနလေးမပြောတော့ဘူးဒီနေ့နေပတ်သက်လို့အဲ့ကြတော့ကျွန်တော်ကဒရင်အစီအစဉ်ထုတ်နေခလာတဲ့ဒရင်ပေါ့နော်ကလာဟာလာလူလူဘာလူအဲ့ဒရင်ကိုပေးကျွန်တော်ကြားရတယ်ဒါဖြစ်ပါဒီလိုအဆုတ်ပေါ်မှာတော့အမျိုးသမီးမျိုးပေါ့နေအရင်ကအရင် ချင်းဦးရောက်တော့ဒဏ်ရာရတယ်လို့ပြောတယ်။အရင်ပေးမှလေ။ပရောဆန်းစုကြည်ကတော့ဒီလိုပြီးတော့ချုပ်ထောင်နေမှာမဟုတ်ဘူး။ခုအကြီးစိတ်နေခုမှသူပြောစုကြည်ကတော့တော်တော်ကြာပြီ။ခုဌာနဒီလိုအရင်တော့ကဝန်ထမ်းတွေလူကိုတပည့်သားတွေနဲ့ဒီလိုတဲ့အခါမှာအဲ့မှာတော့မရှိဘူးလို့ပြောတော့ဒါကတော့ခင်ဗျားလေးရတယ်ညာပါတော့။ အသက်80ပြည့်ရောမဲ့ဒေါအောင်ဆန်းစုကြည်ဟာစစ်ကောင်စီလက်အောက်မှာထောင်ဒဏ်29နှစ်ကြာခံနေရတာဖြစ်ပြီးလုံလောက်တဲ့ကျမကြီးဆောင်ရှောက်မှုရမရမတိကြတဲ့အခြေအနေမှာရှိနေတာပါနိုင်ငံတကာကဒေါအောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးရေးဒါမှမဟုတ်တွဲဆုံငွေရရည်လို့အတွက်အကြင်ငိန်တိုက်တွန်းတောင်းဆိုခဲ့ပေမဲ့စစ်ကောင်စီကခွင့်မပြုဘဲလစ်လျူရှူထားခဲ့ပါတယ်ကျွန်တော်သုတချမ်းသာပါအင်အားဖြင့်ငလင်ကြောင့်ဘာသာရေးအဆောက်အအုံပေါင်း9000ချကျော်ပျက်စီးခဲ့ရတယ်လို့စစ်ကောင်စီကဧပြီလ23ရက်နေ့ကထုတ်ပြန်ပါတယ်။ ဧပြီလ12ရက်နေ့မှာလှုပ်တဲ့စစ်ကောင်စီရဲ့တာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့တဘာဝဘေးရန်တွေရဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှာဝင်ကြီးဦးတင်ဦးလင်ကပြောခဲ့တာလို့ဆိုပါရယ်ဖျားစီဒီ9420စုဖုန်ကြီးချောင်း3840ချောင်းတီလာရှင်ချောင်း189ချောင်းဖျားချောင်း90ဗလီ136လုံးဟိန္ဒူဖျားချောင်း26ချောင်းဘုံချောင်းတစ်ချောင်းပြည့်စည်ဆုံးရှုံးခဲ့တယ်လို့သိရပါရယ် သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့နေထိုင်မှုမသင့်အနေရရှိတဲ့တိုက်53လုံးအဆောင်9ဆောင်ပြန်လည်ပြုပြင်ရန်နေထိုင်နိုင်တဲ့တိုက်အလုံး20အဆောင်22ဆောင်နဲ့နည်းနည်းပဲပြည့်စည်ပြီးလက်ရှိနေထိုင်နိုင်တာကတိုက်၄လုံးပဲရှိကြောင်းလဲပြောဆိုထားပါတယ်ခင်ဗျာ။ ဆရာနာတိမ်မိုးအောက်မှာရှိနေတဲ့ဗတ်ပေါင်းဆောင်ကလူခွင့်ရေးချိုးဖောက်မှုတွေနဲ့တော်လန်ရေးအတွင်းကဖြစ်ရပ်တွေကိုသိရောတဲ့ရေးသားဖွဲ့ဆိုချက်တွေနဲ့တော်လန်တန်ချက်တွေကိုဒီနေ့အတွက်စတင်ပြုလုပ်နေကြပါတယ်။ကေခိုင်သတင်းပေးပို့ထားပါတယ်ခင်ဗျာ။ရှမ်းမရိုက်ဆိုင်လိုက်ကြတာ ခစ်စနစ်ကိုပုံဖော်နေတဲ့သကြံတန်ချက်တွေကိုတက်ကြွလှူရှာလှူငယ်တွေနဲ့တန်ချက်အဖွဲ့တွေကအစဉ်အမြဲပြုလုပ်နေကြဖြစ်တယ်လို့စေအာနာသိန်းကာလာမှလည်းတော်လေရေးတန်ချက်တွေကိုနစ်စိန်လိုလိုပြုလုပ်လေရှိကြပါတယ်အခုမြန်မာတက္ကရာ1386ခုနှစ်အတွက်လည်းတော်လေရေးအင်အားစုတွေကတော်လေရေးတန်ချက်ကိုစတင်ပြုလုပ်နေကြပါပြီ ဧပြီလ၁၂ရက်နေ့ကတက္ကသိုလ်ဆင်းခုကတမကကျောင်းသားကျောင်းသူတွေစုပေါင်းပြီးတော့သုံးချိန်မြောက်အတာဆိုးမဲ့တမမိုးတန်ကျက်ဆိုတဲ့တော်လဲတန်ကျက်ကိုပြုလုပ်ခဲ့ကြပါတယ်။အတိတ်နဲ့အလက်ရှိမှာကြုံတွေ့နေရတဲ့ဖိနှိပ်မှုတွေနဲ့တိတ်ဆိတ်မှုတွေအောက်ကမျောလင်းချက်တွေကိုဒီတန်ကျက်ကနေတဆင့်သတင်းစကားပါချင်တဲ့အတွက်အခုလိုပြုလုပ်ရတာပါလို့တမမိုးကတာဝန်ရှိသူတယောက်ကပြောပါတယ်။ တော်လှန်ရေးကာလအတွင်းမှာဒီအကြမ်းဖက်စစ်တပ်ရဲ့ရက်စက်မှုတွေဖိနှိပ်မှုတွေအပြင်ဒီတဘာဝဘေးကြောက်မှာပေါ့နော်တီတူတွေအားလုံးထိခိုက်ပျက်စီးမှုတွေအသက်အိုးအိမ်စီးစိမ်တွေတော်တော်လေးကိုအထိခိုက်များတဲ့နှစ်သစ်ဖြစ်ပါတယ် တဖက်မှာကြည့်မယ်ဆိုရင်လေဒီအကြမ်းဖက်စစ်တပ်ကဒါကိုအခွင့်ကောင်းယူပြီးတော့အရက်သားတွေပေါ်မှာပစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေသူတို့ဒီတရားဝင်မှုကိုတိစောက်ခြင်းနဲ့ရွေးကောက်ပွဲအတူတွေဒါတွေကိုအတင်းလောက်ဆောင်နေရတာရှိတယ်။ဒါတွေကိုတစုတစီတဲ့ဖော်ပြရင်းနဲ့ဒီဖက်ပေါင်းဆောင်ကဖိနှိပ်မှုတွေကြားမှာ ဘသူတွေကတော့ကျမတို့နဲ့အတူတူကြန့်ခံနေတယ်ဒီခရီးမှာဘသူတွေကတော့အထူးတလဲခုံပြုတ်ထိုက်သူတွေလဲဆိုတာကိုပါထည့်သွင်းရေးသားထားပါတယ်တန်ချက်မှာပါဝင်တဲ့သူတွေအများစုကចောင်းသားတွေဆိုတော့ចောင်းသားလူငယ်တွေကခစ်စနစ်အကြောင်းကိုဗာပြောချင်နေကြလဲဆိုတာကိုကွက်ကွက်ကွင်ကွင်မြင်ရစီမှာပါအပေလာစစ်တုံးရနေကလေးစကိုင်းတိုင်းအတွင်ကစစ်ရှောက်ကူညီရဲ့အဖွဲ့တစ်ခုဖြစ်တဲ့အညာပြစ်တိုင်းထောက်လင်းမြအဖွဲ့ကလည်းတော်လန်တကြအညာပြစ်တိုင်းထောက်အတန်တန်ချက်ကိုပြုလုပ်ခဲ့ကြပါသည် အလားတူပဲဧပြီလ၁၂ရက်နေ့မှာကချင်ပြည်နယ်ဖားကတ်မြို့မှာဖားကတ်ပြည်သူတွေကစစ်အာဏာရှင်ဆန့်ကျင်ရေးလူထုတပိတ်နဲ့တွန်းလဲတကြံတက်ချက်ထူတာကိုပြုလုပ်ခဲ့ကြပါတယ်။စစ်ကောင်စာအပါအဝင် အကြမ်းဖက်စစ်တပ်ကိုအမြင့်ပြတ်ချိန်မုံကြဖို့စစ်ကောင်စီကျင်းပတဲ့တကြံမှာမပါဝင်ကြဖို့ပြည်သူတွေအားလုံးတွန်းလဲတကြံဆင်နွှဲကြဖို့နဲ့ຫນွေဦးတွန်းလဲရေးပြီးတဲ့အထိစစ်စည်းလုံးလုံးပူပေါင်းပါဝင်ကြဖို့တိုက်တွန်းနှိုးဆော်ပြီးတော့တွန်းလဲတကြံတက်ချက်တွေနဲ့ဖျော်ဖြေခဲ့ကြတာလည်းဖြစ်ပါတယ်။တနင်္ဂနွေလို့ အဲဒီငလင်ဘေးကြောင့်အားလုံးဒုက္ခရောက်နေတဲ့အချိန်ဒီစစ်ကောင်စီကတနိုင်ရလုံးကိုဘုံကျဲပက်ဖြစ်နေနေမီရှုမတိန်ချင်းလူငယ်လူအထမအထမ အဲဆုံးထားပြီးရရှိတမ်းပို့ပြီးတော့အသေးခံခိုင်းနေတဲ့အချိန်မှာအဲကျွန်တော်တို့ဒီစစ်ကောင်စီကျင်းပပြီးတော့တကြမှာပြည်သူတွေအဲပူပေါင်းပုံချင်းပြည်တို့ကြဖို့အဲပြည်ဝဲရှင်ပွဲတွေကျင်းပခြင်းမပြီးလို့ပဲတော်လန်တကြမှာအလုံးပူပေါင်းပုံပြီးကြဖို့အဲကျွန်တော်တို့မိသားစုခံပါတယ်ဒါအပြင်မက်စလာ28ရက်နေ့ငလျင်ဘေးတစ်ပြည်သူတွေနဲ့ထပ်တူဝင်နေပြီးတော့တနိုင်ငယ်လုံးဝိုင်ဝန်းကူညီပေးကြဖို့တိုက်တွန်းပြောဆိုခဲ့ပါတယ် အလားတူပဲဧပြီလ17ရက်နေ့ကလည်းမြင်းကျက် Black Tiger ကအမ်ဘီတီအဖွဲ့ကတော်လေရဲသမားတို့ရဲ့ရင်တွင်ခံစားချက်နဲ့ဖန်တီးထားတဲ့ဘရုတ်ဒုက္ခတကြံတဲ့ချက်ကိုပြုလုပ်ခဲ့ကြပါတယ်။မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရဲ့အကျဉ်းသားများကိုရန် PPNM ကလည်းဧပြီလ16ရက်နေ့မှာနရိန်တန်အတန်တော်လန်တဲ့ချက်ကိုပြုလုပ်တော့ဖို့ရှိနေပါတယ်။အကျဉ်းထောင်အတွင်ကခက်ခဲစွန်နဲ့ပေးပို့ခဲ့တဲ့အတန်တွေကိုပြစ်တင်ထပ်ဖို့အတွက်ဒုတိယအကျဉ်းမြောက်ရိုးရမပြတ်တဲ့နရိန်တန်အတန်တော်လန်တဲ့ချက်ကိုပြုလုပ်နိုင်ဖို့ကြိုးစားဆောင်ရွက်ခဲ့ကြတာဖြစ် တယ်လို့နိုင်ငံရဲ့အကြေသားများကွန်ရက်ရဲ့ဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းဦးကပြောပါရယ်။ကျင်းထောင်တွင်ကယိုယွင်းပြက်စီးနေတဲ့အုပ်ချုပ်ရေးရန်တရားတွေနိုင်ငံရေးကျင်းသားချင်းလူတွေပါဝင်ကျင်းသားချင်းလူတွေရဲ့ဆိုးရွားလွန်းလာတဲ့လူခွင့်ချိုးပေါက်ခံရမှုအခြေအနေတွေကိုလည်းရေးသားထားတာကိုတွေ့ရပါတယ်။ဒါအပြင်ကျွန်တော်တို့စစ်ကောင်စီရဲ့လုပ်ရက်အမားတွေငလင်ကိစ္စမှာလုတ်ခဲ့တဲ့ဒါလုတ်ရက်အမားတွေလိုအပ်ချက်တွေဒါအပြင်ကျွန်တော်တို့အယူကြီးဆိုးရွားရဲ့ပြပင်ပြောင်းလဲဖို့လိုအပ်နေတဲ့အခြေအနေတွေကိုလည်းဒ ကျင်းထောင်တွေကခန်းစားချက်တွေနဲ့ပြင်ပမှာရှိတဲ့နိုင်ကျင်းဟောင်းတွေရဲ့ခန်းစားချက်တွေကိုပြည့်တင်ထပ်ဖို့နဲ့ပြုပြင်ပြောင်းလဲဖို့အတွက်ကျွန်တော်တို့ရေးသားချက်တွေပါတယ်လိုအပ်ချက်တွေကိုတရော်တဲ့ရေးသားချက်တွေလည်းရေးသားဖွဲ့ဆိုထားပါတယ်ခင်ဗျာပြီးခဲ့တဲ့နှစ်ကလည်းအကျဉ်းထောင်အတွင်းလူအခွင့်ရေးချိုးဖောက်ခံနေရမှုတွေထောင်အာဏာပိုင်တွေရဲ့လက်ဆောင်မှုတွေနဲ့ထောင်တွင်းစေဝါမလုံလောက်တာကိုထင်ရှားစေမယ်မော်စကိုပြန်တန်ချက်ကိုပြုလုပ်ခေကြပါတယ်ကျွန်မကေခိုင်ပါ မြန်မာတကြံကို UNESCO ရဲ့ကမ္ဘာထရမဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သတ်မှတ်ခံရတဲ့ပထမဆုံးနေ့မှာပဲအင်အားပြင်းကလင်တန်ခံခဲ့ရတဲ့မြမယဉ်ကျေးမှုဗဟိုချက်မန္တလေးမြို့ဟာမြမရိုးရမဟာတကြံပွဲတော်ကိုမကျင်းပနိုင်ခဲ့တဲ့ပထမဆုံးနှစ်တနှစ်ဖြစ်သွားခဲ့ပါတယ်။မန္တလေးစီပင်ရုံးရဲ့ဆောက်လက်ဆမဟာတကြံဗဟိုမန္တဟာငလင်ကူညီကယ်ဆယ်ကုကယ်ရုံးအဖြစ်ပြောင်းလဲထားသလိုလမ်းလျှောက်တကြံတရှိရာ83လမ်းရှိမန္တလေးမင်္ဂလာမန္တလေးတလျှောက်ဟာလည်းတိတ်ဆိတ်ခြောက်ကနေပါတယ်။ ဈေးကြော်တော်ကိုတကြံပြီးမှပြန်လဲဖွင့်လှစ်ဖို့ပြင်ဆင်ထားပေမဲ့လည်းနမဲကျော်ဈေးကြော်တကြံကလည်းမန်တက်တွေမရှိပဲဈေးကြော်နိုင်စင်တဝိုက်ရှင်းလင်းလွတ်နေပါဗျ။မန္တလေးတကြံနဲ့ခွဲမရတဲ့မြို့မအပျော်တန်းတူရိယာအသင်းမှာလည်းငွေငန်းအလားပြားရင်မထွက်နိုင်ပဲတကြံအကျုံနဲ့မနက်ခင်းမှာအသင်းတက်ကြီးပူဇော်ပွဲကိုသာကျင်းပနိုင်ခဲ့ပါတယ်ခင်ဗျာ။ အင်အားပြင်းငလင်ကြောင့်မန္တလေးတိုင်းရမဲတင်းမြို့နယ်မှာပြည်သူ69ရောက်တိဆုံးပြီးအယောက်130ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရမဲတင်းမြို့နယ်ထွေအုပ်ရဲ့စီးရင်တွေရသိရပါဗျ။ DVP ကကောက်ယူရရှိထားတဲ့အချက်အလက်တွေအရလူနေအိမ်နဲ့ဘာသာရေးအဆောက်အုံ290ပြိုချခဲ့ပြီးအဆောက်အုံ3300ကျော်ကတော့ဒဇယ်တပိုင်းပြတ်စီခဲ့ပါဗျ။ငလင်လောက်ခတ်ပြီး69ရက်မြောက်နေ့ရမဲတင်းမြို့ပေါ်အခြေအနေတွေသိရဖို့ရမဲတင်းမြို့ကန်တယောက်ကို DVP သတင်းတောက်သီရိကဆက်သွယ်မေးမြန်းထားပါတယ်ခင်ဗျာ။ DVB သတင်းဌာနကပါဟုတ်ကဲ့ရှင်ငလင်ကြောင့်ရမဲတင်းမျိုးပေါ်မှာပျက်စီးမှုအခြေအနေကဘယ်လိုရှိလဲရှင်ကျွန်တော်တို့ကတမျိုးနယ်လုံးအတိုင်းအတာနဲ့တော့သိနိုင်ကြီးရကျွန်တော်တို့ဒီဘက်မှာတော့ဖျားကြောင်းကံကတော်တော်များများပျက်စီးသွားတယ်ပလီက၈လုံးတော့ပျက်စီးသွားပါတယ်။အော်နေနေလဲတော်တော်များများပျက်စီးပါတယ်ကျွန်တော်တို့ဒီဘက်ချမ်းနယ်အိမ်90လောက်အလို့ နိုင်ငံပွင့်လာတော့ဟောတော့ဖြစ်ပါတယ်။နောက်ပြူကြတာရှိပါတယ်။ကျွန်တော်တို့ကဘာမကရက်ကောက်ဘာမကကျောင်းလေးစုဘာမကရှူစည်းကုန်။ဟုတ်။နေပျက်စီးသွားတဲ့သူတွေကရောလက်ရှိဘယ်လိုနေနေကြရလဲရှင်။ဟိုတချို့လည်းဟောဖြစ်ပါတယ်။ကျွန်တော်ဒီမှာတော့အမူကအောက်အကုန်လုံးရောက်နေတာလေ။အမူကမဲနဲ့တိတ်မရှိပါဘူးကြီး။ကယ်ဆယ်ရေးစခန်းတွေမှာနေရတဲ့အဆင်ကြီးတော့ မဖြစ်ကြပါဘူးခင်ဗျာတရားစီမံပိုင်းကနေဟိုလုံလုံနဲ့မိမိရဲ့အတိုင်းအတာလေးတွေမှာနေထိုင်ကြရပါခင်ဗျာမြို့ထဲမှာရှင်းလင်းရေးတွေရောလုပ်နေကြပြီလားဘလောက်ရာဂိုင်းနှုန်းထိပြီးပြီလဲရှင်ဟောလုပ်နေပါခင်ဗျာလုပ်နေပါခင်ဗျာမိပို့တူပို့တာမိမိရဲ့ဝါရဲဌာနဆိုင်ရာတွေလည်းအကူအညီပေးကြပါတယ်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့60ရာခိုင်နှုန်းတော့ပြီးသွားတဲ့အနေအထားရှိဖြစ်ရားကြောင်းလာနေတော့ပြီးနောက်ဟိုဇီရီဘူးတွေတော့ကျွန်တော်တို့ဘာမှဟိုမလုပ်ရသေးဘူးဟုတ် ဲစစ်မီရောရပြီလားယလာပါရခင်ဗျလာပါရခင်ဗျမီ EPC ရလဲကျွန်တော်တို့လှုပ်ပြီးတပတ် မပြည့်ခင်ပေါ့အဲ့ဒီတော့အတွင်းမှာဟိုသူအားလုံး line နေ live ဖြစ်ဟိုအကျိုးတွေတွေ့တန်းလှုပ်ပြီးတော့ပြည်သူကိုမီးပေးထားပါတယ်ဟုတ်ကဲ့ရှင်တောက်တုံးရရရှိမှုခြေနေရောဘယ်လိုရှိလဲကိုဒီပါလဲဆိုကျွန်တော်တို့ UVC တွင်းနေရှိတော့ဘုရားကျောင်းကနေရ UVC တွင်းနေရနေပေးတယ်နောက် project တွေကကျွန်တော်တို့ရေးတန်းနေလာရောက်ပြီးတော့လှူဒါန်းပါတယ်ခင်ဗျ မျိုးနဲ့မျိုးနဲ့တည်းကနေအများကြီးလာရောက်ကြည့်ကြမှာလေဟုတ်ဗလီတွေလည်းပြက်စီးသွားတော့လေအစ္စလမ်ဘာသာဝင်တွေကဘလို့ဝှပြုနေကြရလဲရှင်ဒီဗလီတွေပြန်တိဆောက်ဖို့အတွက်ကိုရောဘာတွေလှုပ်ဆောင်နေကြပြီလဲအော်ဟုတ်ကဲ့ဗျာကျွန်တော်တို့ကအဲ့ဒီဟို foundation ခုံကြီးကြံနေတယ်ပေါ့ဗျာ foundation ခုံကြီးပေါ်မှာကျွန်တော်တို့ယာယီ camp ထိုးပြီးတော့ကျွန်တော်တို့ဝှပြုနေပါတယ်ခင်ဗျာအော်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ရှင်းလင်းရေးလုပ်ပါတယ်ခင်ဗျာဟိုကျွန်တော်တို့ပြန်ပြီးတော့ ချိုးရင်စာပေးလောက်တာတွေပါညာတွေလောက်ပါတယ်ခင်ဗျ။နောက်ပြီးတော့အဲစာရဲစာရံတွေအားလုံးတွေဒီလောက်ထားပါတယ်။ဌာနပိုင်းတွေလည်းကူညီပါတယ်။သူတို့နိုင်ငံတော်ကနေပြီးတော့ဆော်လုခွင့်ပေးတဲ့အချိန်ရောက်ရင်ပြုံးနေခွင့်ပြုဖို့အတွက်စာရဲစာရံတွေအစီအစဉ်လောက်ထားဖို့စီစဉ်ညွှန်ကြားထားပါတယ်ခင်ဗျ။ဟုတ်အခုလက်ရှိရမဲသိမ်းမြို့ရဲ့အခြေအနေကရောအဆင်ပြေနေပြီလို့ပြောလို့ရလားရှင်။ဟုတ်ကဲ့ပါဗျာ။ဒီခိုင်ကြီးတွေတော့ပြန်လည်တိဆောက်ရေးတော့ဘာမှမလုပ်နိုင်သေးဘူးပေါ့ဗျာ။ငွေရင်းတွေလည်းအသေးသေးအမနဲ့ကဟို മോഹൻലാൽ മാറ്റണം റൂട്ടിലും കത്തുവാതിരും ഇമേലി മനക്കി അന്നെ ഇങ്ങനെ ചെല്ലുക വശനായി ഞാൻ അത് കൂണായി മറ്റൂ လင်းတန်းခံလာရတဲ့အဆောက်အအုံတွေအသုံးပြုနိုင်မဲ့အခြေအနေကိုအကဲဖြတ်ဖို့ Aquat Clinic တွေကိုဖွဲ့စည်းလိုက်တယ်လို့မြန်မာနိုင်ငံ Engineer အသင်းချုပ်နဲ့မြန်မာနိုင်ငံငလင်ကော်မတီက April 13ရက်နေ့မှာထုတ်ပြန်ပါတယ်။အဆောက်အအုံရဲ့အခြေအနေကိုစနစ်တကျစစ်ဆေးနိုင်ဖို့စိတ်ပါဝင်စားပြီးလဝါပေးလို့တဲ့ Engineer တွေကိုဖိတ်ခေါ်ပြီးဖွဲ့စည်းခဲ့တာလို့ဆိုပါတယ်။ Aquat Clinic တွေကိုနေပြည်တော်ရန်ကုန်မန္တလေးနဲ့စကိုင်းစတဲ့မြို့ကြီးတွေမှာ April 9ရက်နေ့ကစလို့ဖွဲ့စည်းခဲ့တာပါ။ ငလင်အပေးအဆောက်အုံတွေရဲ့အသုံးပြုနိုင်မှုအခြေအနေကိုအကဲဖြတ်တာနဲ့ပြန်အသုံးပြုနိုင်မဲ့အဆောက်အုံတွေကိုမြ мян သုံးနိုင်အောင်စီစစ်ပေးတာအရေးပေါ်တုံ့ပြန်တာနဲ့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေအတွက်စဉ်ဆက်မပြတ် စောင့်ကြည့်ပြီးလိုအပ်ချက်တွေကိုတနရာထဲမှာစူးစီးထောက်ပံ့ပေးနိုင်ဖို့ရည်ရွယ်တယ်လို့ဆိုပါရယ်အာခွေကလင်းနစ်တွေကိုတခြားမြို့ကြီးတွေမှာလည်းတိုးချဲ့ဖွင့်လှစ်ပြီးအရေးပေါ်တုံ့ပြန်ရေးလုပ်မှာဖြစ်လို့ဆက်သွယ်နိုင်မဲ့ဖုန်းနံပါတ်တွေကိုလည်းထုတ်ပြန်ပေးထားပါရယ်ခင်ဗျာ နိုင်ငံတကာရဲ့လူသားစာနာအကူအညီတွေကိုစစ်ကောင်စီကတက်စင်မသွားပဲမြေပြင်ကအဖွဲ့တွေစီဓာတ်ရိုက်ချိတ်ဆက်ခြင်းကစစ်ကောင်စီမထိန်ချုပ်နိုင်တဲ့ဒေသတွေမှာရှိတဲ့ပြည်သူတွေကိုပါရောက်ရှိနိုင်တာဖြစ်လို့မြေပြင်အဖွဲ့တွေနဲ့ချိတ်ဆက်ဖို့လိုကြောင်းအရပ်ဖွဲ့ဖွဲ့တွေကအကြံပြုပါတယ်ဝေဝေသတင်းပေးပို့ထားပါတယ်ခင်ဗျာမရှိလှုပ်ခတ်သွားတဲ့အင်အားပြင်းငလျင်မှာထိခိုက်မှုတွေပြင်စစ်တပ်အသင်းဒေသတွေကပြည်သူလူထုကိုပါအကူအညီဖြစ်စေနိုင်မှုဆိုရင် နိုင်ငံတကာရဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကစစ်ကောင်စီကတဆင်ပေးဖို့လှူဒါန်းတာမျိုးမဟုတ်ပဲမြေပြင်အဖွဲ့တွေစီတိုက်ရိုက်ချိတ်ဆက်ထောက်ပံ့မှုအရက်ဖက်အဖွဲ့တွေကအကြံပြုပါတယ်လူမှုဦးဆောင်နဲ့လူမှုအခြေပြုတဲ့အထောက်ပံ့အကူအညီပေးရေးပုံစံနဲ့နိုင်ငံတကာကအကူအညီတွေဟာမြေပြင်ကိုတိုက်ရိုက်ဆီဆင်းနိုင်ကြောင်း Progressive Fire Director မက်ကီအောင်မာကအကြံပြုပါတယ် စက်တက်စီကိုဥတည်မသွားဘဲနဲ့စက်တက်ကိုကြော်ပြီးတော့မလှုပ်လို့ရတာတွေအများကြီးရှိတယ်။လှုပ်လဲလှုပ်နေခဲ့ပြီးပြီလေနော်။ပြောချင်တာကအဖြေရဗမာလဲဆိုလို့ရှိရင်အထူးသဖြင့်တော့စေအုပ်စုထိန်းချုပ်မှုမရှိတဲ့နေရာတွေမှာရှိနေတဲ့ပြည်သူတွေကိုကူညီဖို့အထူးသဖြင့်ဒီစစ်ပေးဆောင်ပြည်သူတွေကိုကူညီဖို့ဆိုလို့ရှိရင်တော့လက်ရှိကြံခဲ့တဲ့၄နှစ်လောက်ကတိဆောက်ထားတဲ့ကျွန်တော်တို့ခေါ်တော့ locally led humanitarian aid mission လို့ခေါ်တယ်။ locally led ဆိုတော့ကျွန်တော်တို့ဒီ local ဒေသအခြေခံဒေသခံလူမှု အင်အားစုတွေကြားထဲကနေပဲကိုအင်ကိုအားနဲ့အာတာဝန်ယူပြီးတော့မှတည်တည်ချာချာစနစ်တကျနဲ့လုပ်နေတဲ့ဟာတွေရှိတော့သူတို့အကူအညီပေးနိုင်တာကဒီဒီအင်အားစုတွေနဲ့အာပူပေါင်းပြီးတော့မှသူတို့ဘက်ကနေပြီးတော့မှတကယ်လိုအပ်တဲ့အကူအညီတွေကိုထောက်ပံ့မယ်ဆိုရင်တော့ကျွန်တော်တို့ပို့ပြီးတော့မှထိရောက်စွာဖြေရှင်းနိုင်မယ်လို့မြင်ပါတယ်လက်ရှိမှာလည်းစစ်ကောင်စီမထိန်းချုပ်နိုင်တဲ့ဒေသတွေကိုနိုင်ငံတကာအကူအညီတွေကအနှဲငယ်ဝင်ရောက်နေတာမျိုးရှိပေမယ့် နေ့စဉ်နဲ့အမျှဆစ်ဆောင်ပြည်သူတွေတိုးလာနေတဲ့အတွက်နိုင်ငံတကာအကူအညီတွေကအခုထပ်ပိုမိုလိုအပ်နေတာပဲဖြစ်ပါတယ်။ဒီအတွက်ကြောင့်နိုင်ငံတကာကအဖွဲ့အစည်းကြီးတွေအနေနဲ့ပြည်ရင်းကအစိုးရမဟုတ်တဲ့အရက်ဖက်အဖွဲ့တွေနဲ့ချိတ်ဆက်ပြီးမြေပြင်ကိုတိုက်ရိုက်ကူညီစေလိုကြောင်းကိုစကိုင်းတိုင်းတွေကငလင်းတန်းနဲ့စစ်တမ်းတင်ပြည်သူတွေကိုကူညီထောက်ပံ့ပေးနေတယ်။ SNC မိဘစ်စစ်ပေးပညာရေးကူညီဆောက်ရှောက်ရေးအဖွဲ့ကကုစုမအောင်ကလည်းပြောပါတယ်။ ခုကျွန်တော်ဒီဟိုယူကနေပြီးတော့ဒါရိုက်ဒီဟိုလူတန်းတဲ့ဟာရှိတယ်တကယ်တမ်းလုံးမဲ့ဆိုရင်တော့ရတယ်ပေါ့နော်နိုင်ငံကအထောက်ပံ့နေရလာတာအတိကအန်ဂျီအိုတွေကနေလာတာပေါ့နော်အဲအန်ဂျီအိုတွေဒါတကယ်ဒါလုပ်ငန်းလုပ်ကြမယ်ဆိုရင်ဒီစကားစားလက်ထဲကိုပြောမှဆိုရင်အခုချိန်မှာတော့သူတို့စီမှာအများဆုံးရောက်တာပေါ့နော်ဒီအနေဆုံးစကားစားလက်ထဲကိုမရောက်အောင်တော့ဒါအိုက်နီတစ်ခုနဲ့တော့ကာကွယ်တားဆီးမယ်ဆိုရင်တော့ ဒါအနေချင်းတော့ဒါကျွန်တော်တို့ရနိုင်တယ်ဗျအနေချင်းဆိုပေမဲ့လည်းတော်တော်ထိရောက်မှုရှိမှာပေါ့နော်ဒါကျွန်တော်တို့ကဒီစိတ်ကောင်းစီကိုရောက်သွားတဲ့ဟာကမြေပြင်မှာဘာမှမရောက်ဘူးဆိုတာဒါအားလုံးလည်းသိတာပဲလေအခုခုဖြစ်ပေါ်သွားတယ်ပေါ့နော်ဒီကလင်းကြောင်းဖြစ်စီဒါစစ်ဘေးသင်းဒါစစ်ဘေးရှောင်းဒါမိရှုခိုင်ရဒေသတွေဖြစ်စီအများဆုံးထူထောင်နိုင်မှုဆိုတာကဒါဒီ NGO ဖွဲ့စည်းတွေမှာလည်းဒါအဓိကရှိရပေါ့နော်အဓိကတာဝန်ရှိရပေါ့မတ်လ28ကလောက်ခတ်ခဲ့တဲ့ငလင်းကြောင်း ူပေါင်း4300ကျော်တည်ဆုံးခဲ့ပြီးအာနာသိန်း၄နှစ်ကျော်ကြာလာချိန်မှာတော့စစ်ဘေးကြောင့်မြန်မာနိုင်ငံကလူဦးရေ3.5တန်းတန်းကျော်ဟာနေရဲဆွန့်ခွာထွက်ပြေးတင်းရှောင်နေကြရတယ်လို့ UN OCHA ရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျ။ကျမဦးဝေပါစစ်ကောင်စီရဲ့ဧပြီလ17ရက်ညပိုင်းကထုတ်ပြန်တဲ့စီးရင်တွေကဌာနဆိုင်ရာအဆောက်အအုံနဲ့စာတင်ကြောင်း9000ကျော်နီးပါးပြက်စီးခဲ့တယ်လို့သိရပါဗျ။ငလင်ကြောင့် မန္တလေးနေပြည်တော်စကိုင်းပဲခူးနဲ့ရှမ်းတောင်မှာဌာနဆိုင်ရာအဆောက်အုံနဲ့စာတင်ကျောင်းတွေပျက်စီးခဲ့တာပါဌာနဆိုင်ရာအဆောက်အုံ9033အခြေခံပညာကျောင်း2492 20အစိမ့်ပညာသင်ကျောင်း84ကျောင်းသင်တန်းကျောင်း16ကျောင်းနဲ့ပုဂ္ဂလိကစာတင်ကျောင်း35ကျောင်းပြိုကျပျက်စီးခဲ့တာပါဌာနဆိုင်ရာရုံးနေတဲ့စာတင်ကျောင်းအများဆုံးပြိုကျခဲ့တဲ့မန္တလေးမှာတော့တက္ကသိုလ်ဝန်ထမ်းစာစစ်အဖြစ်အလျော်တွေမိလောင်ခဲ့လို့ မတ်လ9ရက်နေ့မှာစာမေးပွဲပြန်ကျင်းပဖို့စီစဉ်နေပေမဲ့ဝန်ထမ်းတွေကနေစရာမရှိဖြစ်နေတယ်လို့ပညာရေးဝန်ထမ်းတစ်ယောက်က DPP ကိုပြောပါရယ်မန္တလေးမှာတချို့စာတင်ကျောင်းဆောင်တွေပြိုကျသွားပြိုမကျသွားပေမဲ့အောက်ခြေတွေ အကွဲကြောင်းနဲ့ဖြစ်သွားပေမဲ့ဝန်ထမ်းတွေကပြောင်းမပေးသေးဘူးလို့ဝန်ထမ်းတချို့ကပြောပါရယ်ခင်ဗျာ ငလင်ကျောင်းစကိုင်းရွှေဘိုခရိုင်ချင်းဆက်လန်းတွေထိခိုက်ပျက်စီးခဲ့တယ်လို့မြေရည်တင်မြောင်းနေလဲနေရာရွှေသားခဲ့တယ်လို့သိရပါတယ်ဟန်နာသတင်းပေးပို့ထားပါတယ်ခင်ဗျာပြီးခဲ့တဲ့မတ်လ28ရက်နေ့ကစကိုင်းငလင်လုတ်ခတ်ခဲ့ပြီးတဲ့နောက်စကိုင်းခရိုင်နဲ့ရွှေဘိုခရိုင်ကိုဆက်သွယ်ထားတဲ့ခရိုင်ချင်းဆက်ကားလမ်းမှာအကွဲကြောင်ကြီးတွေပေါ်လာတာကြောင့်ရင်းတွေသိမ်းပေါက်ခဲ့တယ်လို့ထိခိုက်ဒဏ်ရာရသေဆုံးသူတွေလည်းရှိခဲ့ပါတယ်တော်လိုင်းရေးစိုးမိုးနေမြေအတွင်းငလင်တန်တင့်ဒေသတွေမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကကိုကြီးကစဲရေးတွေဆောင်ရွက်ပေးနေပြီး မျိုးသားညီညွတ်ရေးအစိုးရအညူကြီးကနေလဲကုညီထောက်ပံ့ပေးမှုတွေရှိတယ်လို့ရှိဘူခိုင်ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံဦးစောကပြောပါတယ်ဖြစ်တဲ့ချိန်မှာကျွန်တော်တို့လက်ရှိနေအေးဘက်မှာလဲအေးကိန်းနေရပါတော်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 ဆူဝါဟုဖြစ်တာပေါ့တော်ငန်းနေတော်တော်ပတ်ကြအပ်ပါတယ်ဈေးဆိုင်ငန်းနေပြူဆုံးရှုံးပြူလဲသွားတာပေါ့လားပြူသွားတယ်နောက်ပြီးတော့လူတွေလည်းတော်တော်များများအထိကတန်ရရတာမောင်းနေနေလေဆိုင်ကယ်ဆိုပြစ်လဲတာကားဆိုဘေးတိမ်ပြီးတော့မှောက်တာတွေပါရှိတယ် အဲအင်းမျိုးတွေတော့ကျွတ်ကြတာအဲရပြီးတော့ဒီဘက်ကဟိုဟိုလူမလူမှုစာနာအဖွဲ့ပေါ့နော်အယူဂျီလောက်ကလူမှုစာနာအဖွဲ့တွေကတော့ရွာတွေကိုခိုက်တိုင်ရန်ရတဲ့နေနာတဲ့လူတွေကိုဟိုသုံးသိသိလိုက်ပြီးတော့ဝင်ရတယ်နောက်ပြီးတော့တေဆုံသွားတဲ့လူတွေဟိုတိုင်ရန်ကြီးကြရတဲ့လူတွေက10သိန်းအဲရွာစီကတိုင်းလိုက်လို့ပြန်အဲလူမှုစာနာအဖွဲ့ကပေါ့နော်မိခင်နဲ့ကလေးစောက်ကြရတဲ့လူမှုစာနာမိခင်နဲ့ကလေးစောက်ကြရေးပွဲကြတော့ကလေးလူငယ်နဲ့အေးဗတ်ကြီးတွေကြတော့ တဦးတရား3000ကြီးလိုက်ပြီးတော့ထောက်ပံ့တယ်။လိုက်လုပ်ပေးတယ်။ဒုက္ခရောက်တဲ့လူတွေလို့ပဲဆန်နေပါဝေပေးတာ။ကျွန်တော်တို့ဒီဘက်ဟိုကျန်တဲ့ဟိုတည်းမဟိုပကပနဲ့ပါလာဖကြတော့ဒီဘက်မြို့မြို့နယ်ကချမှတ်တဲ့ချပေးတဲ့အခွန်ငွေတွေကလေအဲဟိုတည်းမဟသိန်းတရာဘူးချပြီးတော့ဒီဘက်ချန်လမ်းပြပြင်ပေးတယ်။အခုပြူနေတာဟာလေပြန်ပြပြင်ရလောက်ပဲ။ပစ္စည်းတွားတဲ့လမ်းတွေကိုအချောတက်ဆောင်ရွက်တဲ့လုပ်ငန်းတွေကို ဧပြီလ9ရက်နေ့အခြေစတိုက်ဆောင်ရွက်နေတာဖြစ်ပါတယ်။ငလင်လုတ်ခတ်မှုတန်းကိုအဆိုးဆုံးခံရတဲ့ကြီးရွာတွေထဲကတက်ရွာကမြည်ရည်ချင်းမြောင်းကျိုးပြက်ပြီးနေရာလွဲသွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီမြောင်းအပြင်မြောင်းပေါင်တွေမှာလည်းဆိုင်ကယ်မောင်းလို့မရအောင်အကွဲချောင်းကြီးတွေပေါ်လာပြီးမြောင်းပေါင်ကလည်းနှစ်ပေအထိနှိမ်ဆင်းသွားခဲ့ပါတယ်။အဲ့ငလင်လုတ်တော့ကြတာဆိုဟိုငလင်လုတ်တယ်ဆိုတော့ကြတာကျွန်တော်တို့ဒီဓာကြီးကတောက်ချောက်ကြီးခုတောင်းနေဒီခုအကြောင်းလိုက်သွားတာဆိုတော့ကျွန်တော်တို့အဲ့ လက်ပတ်ခြင်းနဲ့နိုင်ရလာတော့မြောင်းအားကြီးလိုပဲတဲ့မြောင်းတဲ့တဲ့ကြီးကိုလွဲသွားဟိုခရဲလာတဲ့မြောင်းနေပြီးတော့မှအန်ချောလာသားယူရောင်းညတောင်ပတ်ရောက်ကုန်ပြောင်းခါရအဲ့လိုလွဲသွားဒီဘာရဲအိမ်ဝင်းနေလဲအဲ့လိုက်နေအဲ့လိုက်နေဖြစ်သွားကြတာစစ်ပင်နေရာဟွာပေါ့ဟွာတဲပင်နေသလိုရင်လည်းအဲ့လိုပဲရွေးသွားတာလေဒီမြောင်းလည်းရွေးလောက်တယ်ဆိုလာကြည့်တော့ကြာတယ်ညကြီးပဲတွဲလူကြီးရွေးသွားတာဟုတ်စကိုင်းတိုင်းတော်လိုင်းကြီးတက်ဖွဲ့စုံမှုနေမြေအတွင်းမှာ ပြည်သူတွေဟာစစ်ကောင်စီရဲ့လေကြောင်းရံကိုအမြဲတမ်းစိုးရင်ကြောက်လန့်နေရခြင်းအခုလိုအပြင်းငလင်လုခတ်ခဲ့ခြင်းငလင်ကြောအနီးရောက်နေခဲ့တဲ့အတွေ့အကြုံကိုဒေသခံအဖွဲ့ကပြန်ပြောပြပါဗျ။အဲအဲ့နေရာလေးဒီကအကြီးကအဲတောင်သူရောင်းဝိုင်းနဲ့တောင်သူဝိုင်းနဲ့ငလင်ကြောလန်းကိုရောက်လာတာငလင်ကြောလန်းကိုရောက်လာတော့ကျတော့ဟာဟောနဲ့တက်လာတာတက်လာတော့ကျတော့ဟာနေမြန်မဲဆိုပြီးတော့အိမ်နဲ့ဝင်ရမှလို့မဟုတ်ဘူးပြကြမှငရင်ဆိုပြီးတော့ရှေ့နေလိုက်နောက်နေလိုက်ရှေ့အာနေနေဝါလိုက် တာပေါ်တက်လာလိုက်နိုင်နိုင်ဝါလာငင်ကြောဆိုတော့ကိုကိုမြေတဲ့မျိုးဝင်မှာမှတ်လာအဲ့လိုကိုပြက်တာလူတို့တအားကြောက်ကြောက်ဝါကြည့်ရောအာတရားကိုအဲ့ဒီဘွားနေရောက်ကတော့သူကခက်ပိမ့်မယ်ဆိုတော့ကြီးကအောက်ကနေရတယ်ဒီဘွားနေရောက်ခက်ပိမ့်မယ်ဆိုတော့ဒီလိုခရီးကနေပြီးတော့လွင့်ကိုကြောက်ဝါတာသူတို့ရောပါတော့ပွဲရွယ်ထွက်လာစကိုင်းတိုင်းရှိဖို့ခင်အတွင်းငလင်လုတ်ခတ်ပြီးတဲ့နောက်တက်ဆိုင်ရာကဝိုင်းဝန်းကူညီဆောင်ရပေးနေတာတွေအနေငယ်လောက်ပဲရှိပြီးပြန်လည်ပြည်ပြင်းရေးလုပ်ငန်းတွေကတော့အခက်အခဲတွေရှိနေအောင်မှဖြစ်တယ်လို့ဒေတာခန်တွေကဆိုပါတယ်ကျမဟန္နာမှာ ခိုင်မြမာနယ်ဆက်ကရင်ပြည်နယ်မြောက်ရီမြို့နယ်ကဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKP ထိန်းချုပ်ထားတဲ့အထူးစီးပွားရေးဆောင်မှာဧပြီလ17ရက်နေ့ကကြားဖြန့် online ငွေလင်ခိုင်းနဲ့ဆက်ဆက်တဲ့နိုင်ငံသား295ရောက်ဆန္ဒပြခဲ့တယ်လို့ AEC ASEAN ထိုင်းသတင်းမှာဖော်ပြပါဗျာ။အဲ့ဒီနိုင်ငံသားတွေထဲမှာအီသီယိုးပီးယားနဲ့အာဖရိကတိုက်သားတွေအများဆုံးပါဝင်ပြီးတခြားနိုင်ငံသားအ ਨੇ ချင်းပါဝင်တယ်လို့သိရပါဗျ။ DKPA ကကြားဖြန့်ခိုင်းသားတွေဖမ်းဆီးနိုင်နေရမှာသူတို့ပါအဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတော်တော်များများမိမိနေရင်းနိုင်ငံပြန်ပို့ခံရပေမဲ့ကြံနေတဲ့295ယောက်ကနှစ်လကြာထိန်းချုပ်ခံရပြီးအခုချိန်ထိပြန်ပို့မခံရသေးတာကြောင့်အင်ပြန်ကျင်လို့ဆန္ဒပြကြတာလို့ဆိုပါရယ်ဆန္ဒပြသူတွေဟာနေကြာတောင်ရင်မြစ်ကိုကူးဖြတ်ပြီးထွက်ပြေးဖို့ကြိုးစားတာကြောင့် DKP တပ်ဖွဲ့ဝင်တွေကတနက်နဲ့ချိန်ချောက်ဟန်တားခဲ့ပြီးရုံရင်းဆန်ခတ်ဖြစ်ခဲ့ကြပါရယ်အဲ့ဒီနေရာဟာထိုင်းဘတ်ချန်တက်ခိုင်ဖုတ်ဖျားမြို့နယ်ချန်ခတ်ကျေးရွာနယ် ညနေချင်းဆိုင်မှာရှိတဲ့အတွက်ကြိုတင်ကာကွယ်တဲ့အနေနဲ့ထိုင်းစစ်တပ်နဲ့ပူးပေါင်းအဖွဲ့ကလုံခြုံရေးတွန်းပြလိုက်တယ်လို့စစ်ကြောင်းတာဝန်ရှိသူကသတင်းထောက်ကိုပြောပါရခင်ဗျာဒီဗီဗီရုံးမြင်တဲ့ကြားရဲ့နေ့လယ်နားနာရီသတင်းတွေကိုဒါရိုက်ကြည့်ရှုခဲ့ရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါခင်ဗျာ TVB Weather Forecast မိုးလေဝသခန့်မှန်းချက် တပတ်အတွင်းမိုးလေဝသခန့်မှန်းချက် ာခံမှန်တန်တင်ဆက်ပေးပါပြီ။ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေလို့ဒီပူပီကဆုမွန်ကောင်းတောင်းလိုက်ပါရဲ့ရှင်။လန်နက